ချစ်ဆုံးတငယ်ချင်းရေမွန်တို့အမှတ်တရသချင်းဆိုပြီးမထင်မှတ်ဖေးဘဝကူးသွားခဲ့တဲ့အဒီနိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဂီတလောကအတွက်အရန်ကိုနှလုံးသားကြည်ခွင့်ရတဲ့မယုံနိုင်စရာကောင်းလောက်အောင်ဝိုင်းနေဖို့ကောင်းတဲ့သတင်းစိုးတစ်ခုကိုမျှဝေပြပြချင်ပါတယ်ဖြစ်စဉ်ကတော့မင်းညာအော်တိုဘာလာ25ရက်နေ့ညကအစ်စတန်ရန်ကုန် event ပါမှာကျင်းပခဲ့တဲ့ အီဒီယာဖွဲ့ရဲ့ ASAP Idea Forward Concept နောက်ဆုံးနှုတ်ဆက်ပွဲမှာပါဒီပွဲကပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းကျမတို့စီကနေစောစီးစွာထွက်ခွာသွားခဲ့တဲ့အစိုးရကြီး Raymond ကိုဂုဏ်ပြုနှုတ်ဆက်တဲ့ပွဲဖြစ်ပါတယ်။ဒါပေမဲ့ဘယ်သူမှထိမှန်မထားတဲ့ကျမငင်းနဲ့ဖြစ်ရတဲ့ခုအဲ့ဒီစင်မြင့်ပေါ်မှာဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့ FIBA 109 Rob အဖွဲ့ရဲ့ Vocalist အစိုးရ Adino တယောက်သူ့ရဲ့အချက်ဆုံးတငယ်ချင်းဖြစ်တဲ့ Raymond အတွက်အမတ်တရားသချင်းတီးဆိုနေရင်အားလုံးရဲ့မျက်စိရှိမှတဲ့စင်ပေါ်မှာလဲ ြပြီးတော့ကွယ်လွန်သွားခဲ့ရတာပါပဲပရိသတ်ကြီးရှင်ဒီအဒီနိုတယောက်စင်ပေါ်မှာရေမွန်ရဲ့နာမည်ကျော်သချင်းတစ်ပုဒ်ဖြစ်တဲ့မငိုပါနဲ့တော့သချင်းကိုအာဘတရတီဆိုဖျော်ပြနေခဲ့တာပါဒါပေမဲ့တီဆိုနေနဲ့ရုတ်တရက် heart attack ပေါက်လာပြီးတော့လဲကျသွားခဲ့ရပါ ပွဲမှာရှိတဲ့သူရဲ့ဘန်တငယ်ချင်းတွေတာဝန်ရှိတဲ့သူတွေကချက်ချင်းပဲရှေးဥဒနာပြုစုနည်းတွေနဲ့စူးစမ်းခဲ့တင်ပြီးတော့ဈေးရုံကိုအေးပေါ်ပို့ဆောင်ပေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲအဒီနိုတယောက်ရဲ့အသက်ကိုမကယ်တင်နိုင်ခဲ့ပါဘူး။တကယ်တော့အဒီနိုဆိုတာရေမွန်နဲ့အယန်းကိုရင်းနေတဲ့ငယ်တငယ်ချင်းအရင်းကြီးတွေပါ။ဒီပွဲမတိုင်ခင်အင်တာဗျူးတွေမှာတော့အဒီနိုတယောက်ဖြေကြားထားခဲ့ပါသေးတယ်။သူနဲ့ရေမွန်ကအတူတူသချင်းတွေဖန်တီးဖို့အတွက်အစီအစဉ်ရှိခဲ့တာပါ။ဒါပေမဲ့လည်းအကြောင်းမတိုက်ဆိုင်လို့မလုပ်ဖြစ်လိုက် ရာကြောင့်အခုတော့တငယ်ချင်းဖြစ်သူရဲ့နှုတ်ဆက်ပွဲမှာရေမွန်ရဲ့တချင်းတပုတ်ကိုအကောင်းဆုံးဖြစ်အောင်တည်ဆူဂုံပြုသွားမယ့်အကြောင်းသူကပြောထားခဲ့ရပါတငယ်ချင်းအတွက်အမတ်တရားဖြစ်အောင်ဆိုခဲ့တဲ့အဲ့ဒီမငိုပါနဲ့တော့ဆိုတဲ့တချင်းဟာအဒီနိုကိုရိုင်းဒီလောကကြီးကိုနှုတ်ဆက်သွားခဲ့ရတဲ့သူ့ရဲ့နောက်ဆုံးနှုတ်ဆက်တချင်းဖြစ်သွားလိမ့်မယ်လို့ဘသူကထင်ထားပါလဲ အဒီနိုဟာအသက်38နှစ်သာရှိသေးပြီးတော့ကျန်းမာရေးအရာနှလုံးရောဂါအခံရှိနေသူတယောက်လို့သိရပါတယ်။နှလုံးမှာ hashtag ငကိုတောင်ထည့်ထားရတဲ့သူဖြစ်ပါတယ်။ဒီလိုမျိုးနေမကောင်းတဲ့ဂျာက သူ့ရဲ့အချက်ဆုံးသင်ငယ်ချင်းအတွက်နောက်ဆုံးဂုဏ်ပြုပွဲကိုတော့သူကိုယ်တိုင်အားတိတ်ပြီးတော့ပါဝင်ဖြောပြခဲ့ရင်အခုလိုအသက်ပါပေးဆက်သွားခဲ့ရတာဖြစ်ပါတယ်။အဒီနိုဆိုရာကဂီတလောကနဲ့အစိမ်းသက်သူတယောက်မဟုတ်ပါဘူး။သူကမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဂီတပညာရှင်တဦးဗော်ဂင်နီပြတဦးဖြစ်တဲ့ခရီးသွား9ရက်အဖွဲကအဆိုတော်ဒေါ်ထရီစီရဲ့သားကြီးဖြစ်ပါတယ်။ဂီတမျိုးရိုးကစဉ်သက်လာသူဖြစ်ပြီးတော့သူကိုယ်တိုင်ကလည်း rock မထင်နဲ့ alternative ဂီတကိုမျက်နှာသူဖြစ်ပါတယ်။ 2009ခုနှစ်လောက်ကတည်းကအဖီဘာဝန်တော်နိုင်ဆိုတဲ့ rock band ကိုတီထောင်ပြီးတော့ကိုပိုင်တန်စင်သချင်းတွေကိုစ조사ဖန်တီးနေတဲ့အနုပညာရှင်တယောက်ပါအခုတော့ဂီတအိမ်မက်တွေအများကြီးနဲ့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲရှိသေးတဲ့အဒီနိုတယောက်သူ့ရဲ့တငယ်ချင်းရီမွန်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာသူ့တငယ်ချင်းရဲ့နောက်ကိုအပြေးတိုင်လိုက်သွားခဲ့ရပါပြီဒီဖြစ်ဟာမြန်မာနိုင်ငံရဲ့ဂီတသမိုင်းမှာအစောတော်တယောက် စင်မြင့်ထက်မှာသူရဲ့အချက်ဆုံးတငယ်ချင်းအတွက်တီဆိုရင်းနဲ့အသက်ပြောက်သွားတယ်ဆိုတော့အရန်ကိုကြေခွဲစရာကောင်းပြီးတော့ရှားပါတဲ့အဖြစ်ဆိုးတစ်ခုဖြစ်နေမှတ်တမ်းဝင်သွားခဲ့ရပါတယ်။ပြည်သက်တွေအတွက်ကတော့ဒီသတင်းကြောင့်အရန်ကိုဝမ်းနဲ့တုန်လှုပ်နေကြပြီး ဘဝမှာယောဂီကြောင့်မှာပါအရန်ချစ်ခင်ကြတဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ရေမွန်နဲ့အဒီနိုတို့တမလွန်မှာပြန်လည်ဆုံစည်းပြီးတော့သူတို့နှစ်ယောက်လုံးချစ်မြတ်နေတဲ့ရော့သချင်းတွေကိုအတူတူဖန်တီးနေကြတော့မလားဆိုပြီးတော့တွေးတောရင်းဝမ်းနေမဆုံးဖြစ်နေကြပါတယ်။ကျမတို့ရဲ့ပရိသတ်ကြီးလည်းကွန်လွန်သွားပြီဖြစ်တဲ့အဆိုတော်အဒီနိုတယောက်ကောင်းရာဘုံဘဝရောက်ရှိစေဖို့ဆုတောင်းစကားလေးတွေပြောခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။